ကချင်ပြည်နယ်မြစ်တနာမြို့ပြည်သူစေယုံကြီးရှိသွေးလူပန်းမှာဒီကနေ့ဒီဇင်ဘာလ2ရက်နေ့နနက်10:00နာရီကသွေးဖောင်ဒေးရှင်းကချင်ပြည်နယ်နဲ့မြစ်တနာမြို့ပေါ်ရှိသွေးလူရှင်တင်များစုပေါင်းကကိုးချိန်မြောက်စုပေါင်းသွေးလူတန်းပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အရေးပေါ်သွေးလူအပ်နေတဲ့ဒူနာများအတွင်သွေးအလွယ်တကူရရှိနိုင်ရန်အတွက်၎င်းသွေးလူရှင်တင်များပေါ်ပေါက်လာစေရန်အတွက်၎င်းရည်ရွယ်ကောင်းသွေးဖောင်ဒေးရှင်းကချင်ပြည်နယ်အသင်းနှင့်သွေးလူရှင်များစုပေါင်းကောင်းကိုးချိန်မြောက်စုပေါင်းသွေးလူတန်းပွဲကိုပြုလုပ်ရခြင်းဖြစ်တယ်လို့သွေးဖောင်ဒေးရှင်းအသင်းကချင်ပြည်နယ်မှတာဝန်ရှိသူတို့ကပြောပါတယ် ်အဓိကရွယ်တာကတော့အခုလိုပွဲတွေများများလုပ်ပေးရင်သွေးလူရှင်တစ်တွေပေါ်ပေါက်လာနိုင်တယ်ပုံမှန်သွေးလူရှင်တွေလည်းစင်ဆက်မပြတ်သွေးလူတန်းနိုင်မယ်လူနာအတွက်လည်းလိုအပ်နေတဲ့သွေးတွေကိုအလွယ်တကူရလာနိုင်တယ်ဒီတော့စုပေါင်းသွေးလူတန်းပွဲကိုတနစ်ကိုအုံချိန်ပုံမှန်ပြုလုပ်ပေးဖြစ်ပါတယ်လို့သူကပြောပါတယ်အဆိုပါသွေးလူတန်းပွဲတုံးကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်းနဲ့အဆိုရဖွဲ့ဝင်ဝန်ကြီးများဌာနဆိုင်ရာတည်တည်မှတာဝန်ရှိသူများ တွေးဖောင်နေရှင်ကချင်ပြည်နယ်အသင်းမှအဖွဲ့ဝင်များမြစ်တနာမျိုးပေါ်ရှိတွေးလူရှင်အသင်းများကျောင်းသားကျောင်းသူများတက်ရောက်ကောင်းတွေးလူတန်းခဲ့ကြပြီးဝင်ကြီးချုပ်ကတွေးလူဘဏ်နဲ့တွေးဖောင်နေရှင်အသင်းကချင်ပြည်နယ်အတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့သိရပါတယ်အဆိုပါစုပေါင်းသွေးလူတန်းပွဲကိုလေးလတကြိမ်ပြုလုပ်ပေးလျက်ရှိကဒီကနေ့ပြုလုပ်တဲ့သွေးလူတန်းပွဲမှာသွေးအလုံးရေ80လုံးလှူဒန်းနိုင်ခဲ့ပြီးသွေးလူရှင်များအတွက်သွေးဖောင်နေရှင်အသင်းကချင်ပြည်နယ်မှာအာဟာရဖြစ်စေမဲ့အစားအစာများပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ်သွေးဖုန်နေရှင်ကချင်ပြည်နယ်အနေဖြင့်ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလမှဒီဇင်ဘာလအတွင်းသွေးအလုံးရေ3000ကျော်လှူဒန်းနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။